ဆယ်မွေရပါတယ်။အော်ပါလေဒီကပပမဖြစ်တော့ကျွန်တော်တို့နောက်ဆက်တော့မောင်းပါတယ် sorry နော်စာပါရိကာဒါပထမဆုံးဝတ်ဖူးတာပဲထိုင်းလို့ဆောင်ဒါအခုလို့ဒီလိုအိုးရတဲ့တော့ဒါဟိုအခြေနဲ့တယ်ပေါ့နော်ပြီးတော့ဒီတခြားထိုင်းမင်းသားတွေဝတ်တာဒီ Facebook မှာတွေ့ဘူးတယ်အရန် လာတယ်ဒါပေမဲ့ကိုဝင်းကိုကကိုမလိုက်မစိုးရင်တော့ဒါပေမဲ့အဲခုနဟိုဟာကိုပေးရဟိုမိတ်ဆွေကိုပြောတော့ဒါဒီဘုတ်ဆောင်လေးနဲ့ကြည့်လို့ကောင်းတယ်ဆိုတော့ကြားရတဲ့အတွက်1000ကျေးဇူးပါဗျာအဲကျွန်တော်တိုင်းတိယုတ်ဆောင်တယ်မှာကျွန်တော်ဟိုဒီဗစ်ကကျွန်တော်အရန်သဘောကျတယ်သူဇလန်တွေလည်းကျွန်တော်အများကြီးကြည့်ဘူးတယ်ဗောနော်ကျွန်တော်သဘောကျတယ်တကယ်လို့ဒါအဲနောက်များမှာအခွင့်အရေးများကြုံကြရလို့ရှင်ဒါကိုလည်းအများကြီးစူးစမ်းအောင်ဗောနော်ရက်ခွင့်ရကြပါတယ်အမ်သူကသူကဟိုဘယ်လိုပြောမလဲကောင်းစားအခြေဆုံးအကုန်လုံးမိုက်တယ် ော်တော်လေးလဲတော်တော်လေးလှတဲ့အာမိန်ကလေးတယောက်ပါအဲ့တော့သူဒီပြီးတော့ဒီသူ့ရဲ့ဒီဇာကားတွေကိုကြည့်ရတာလဲပြီးတော့သူအင်တာဗျူးတွေလည်းကြည့်ဘူးလေသူတော်တော်လေးမှစိတ်ထားလဲမိုက်တယ်အကုန်လုံးမိုက်တယ်မင်းတို့အတူတူဒွေးသေးကိုစောင့်နေတာပေါ့ဒါပေမဲ့ဒါအခွင့်အရေးတွေရလာတဲ့အခါကြရင်ပေါ့နော်ဒါကိုယ်လည်းအများကြီးစိုးစားအောင်ပေါ့နှုတ်ဆက်တာမှောင်ပါတယ် sorry နော်စာဝရိခာဟုတ်ကဲ့အခုဒါဟိုဒီ time bird selection 2025ပွဲอ่ะဒီ23ရက်နေ့ကနေပြီးတော့သူကိုယ်အဖြစ်ခဏရက်နေ့ဒီအကျွန်9ရက်နေ့ဒီမှာဒီ time product တွေကိုဒါ promotion တွေအဲအများကြီးဟိုရောင်းมาဖြစ်တဲ့အတွက်ကြောင့်လာခဲ့ဖို့တော့ဖိတ်ခေါ်ပါတယ်အအဓိကကတော့ time သွားလို့ရှင်ဟိုအင်ဂျီလေးတွေဝယ်တာပေါ့နော် ပြီးတော့ဒီအဓိကကျွန်တော်တို့ time နဲ့မြန်မာနဲ့ကျွန်တော်မျက်နှာလေးလည်းတူကြတယ်ပြီးတော့ကျွန်တော်တို့မှာတခြားဟိုဇလန်တွဲလေးလည်းကျွန်တော်အရင်တော့ကကျွန်တော်အဲလွန်ခဲ့တဲ့၈နှစ်၉နှစ်ကတော့ကျွန်တော်ရိုက်ဘူးတယ် ရိုက်ဖို့လဲဆိုတော့အရန်ဘယ်လိုပြောမလဲအရန်ပြောဖို့ကောင်းတယ်သူတို့ ਨੇ အတူတူအလုပ်လုပ်ရတာဒါပထမဆုံးဝတ်ဖူးတာပဲ time ဝတ်ဆောင်ဒါအခုလိုဒီလိုအိုးရတဲ့တော့ဒါဟိုအချိန်နဲ့တယ်ပေါ့နော်ပြီးတော့ဒီတခြား time မင်းသားတွေဝတ်တာဒီ Facebook မှာတွေ့ဘူးတယ်အရန်လာတယ်ဒါပေမဲ့ကိုဝင်းကိုကကိုမလိုက်မစိုးရင်တော့ဒါပေမဲ့အဲခုနဟိုဟာကိုပေးရဟိုမိတ်ဆွေကိုပြောတော့ဒါဒီဝတ်ဆောင်လေးနဲ့ကြည့်လို့ကောင်းတယ်ဆိုတော့ကြားရတဲ့အတွက်ဝမ်းတောက် ကျေးဇူးပါဗျာအဲကျွန်တော်တိုင်းတိယုတ်ဆောင်ထဲမှာကျွန်တော်ဟိုဒီဗစ်ကကျွန်တော်အရန်သဘောကျတယ်သူဇလန်တွေလည်းကျွန်တော်အများကြီးကြည့်ဦးတယ်ပေါ့နော်ကျွန်တော်သဘောကျတယ်တကယ်လို့ဒါအဲနောက်များမှာအခွင့်အရေးများကြုံကြရလို့ရှင်ဒါကိုလည်းအများကြီးစူးစမ်းအောင်ပေါ့နော်ရက်ခွင့်ရကြပါတယ်ဘယ်လိုကြောင့်သဘောကျတယ်အဓိကတော့ဟိုသူ့ရဲ့ဒီဟိုသူ့မျက်နှာလေးပေါ့နော်မျက်နှာလေးကိုသဘောကျတယ်ပြီးတော့ဒီတိယုတ်ဆောင်တော့လည်းအရန်တော်တယ်အဲအဲပြောရတော့အကောင်လုံးသဘောကျတယ်အဲခုနကပြောတဲ့ဟိုမန်အမ်ဘူလန့်ကိုကြည့်ဦးတယ်ပြီးတော့အရှိရတကားကကျွန်တော်နာမည်မိပါတယ်ဟိုရှေးတော့ ရှေးတော့အဲပြီးမှမင်းသားနဲ့တူတယ်သူအဲ့မှာသူနောက်ဆုံးဒီဟွာဟိုအစီရင်ခံလိုက်ရတယ်သူအဲ့လိုမှားပြီးနောက်တော့မှအဲ့ဇာကားနဲ့မမေ့နေဘူးအဲ့ဒီကားကကျွန်တော်အစနည်းနည်းပဲကြည်တာအဲကျွန်တော်အမျိုးသမီးကဒီကားကိုကြည်ရဲဆိုတော့ကျွန်တော်ပို့ပြီးသဘောကျအောင်အမ်တော့တော့ဟိုဘယ်လိုပြောမလဲကောင်းစားအခြေဆုံးအကုန်လုံးမိုက်တယ်တော်တော်လေးလဲတော်တော်လေးလှတဲ့အမ်မိန်ကလေးတယောက်ပါအဲ့တော့သူဒီ ပြီးတော့ဒီသူ့ရဲ့ဒီဇာတ်ကားတွေကိုကြည့်ရတာလေပြီးတော့သူ့အင်တာဗျူးတွေလည်းကြည့်ဘူးလေသူတော်တော်လေးမှစိတ်ထားလည်းမိုက်တယ်အကောင်လုံးမိုက်တော့သူ့မျက်နှာကိုဘယ်လိုဖြစ်ဖြစ်လိုက်လဲသူကဟာတာလည်းမိုက်တယ်အဲဒရမာဆိုလည်းသူလုံးဝပိုင်နေဆိုတော့ဒါဘဲကာရက်တာမဆိုသူကအရန်ကိုလှုပ်ဆောင်နေတဲ့အရန်တော်တဲ့မင်းသမီးတယောက်ပါမင်းမအတူတူဒွိသေးကိုဆောင်နေတာပေါ့ဒါပေမဲ့ဒါအခွင့်အရေးတွေရလာတဲ့အခါကျရင်ပေါ့နော်ဒါကိုယ်လည်းအများကြီးကြိုးစားအောင်ပေါ့